listening မှာဒီလိုမျိုး band 8ကြော်ဖို့ဆိုလို့ရှိရင်အဓိကပဲအချက်တွေအဓိကကြားလိုက်ပါတော့။အကြောင်းကိုအဓိကကြားတယ်။ IELTS ကကျတော့အင်္ဂလိပ်တော်များများလည်းလက်ခံကြတယ်။ point က legend တော့မှ timer နဲ့ exam အတိုင်းပေးစာ legend ထားလို့ရှိရင်စာပွဲတွေမှာလည်းအရင်ရောမှတက်ပြီးတော့သူစာပွားတာမျိုးတော့မရှိဘူး။ဟုတ်တယ်ဆရာ။ပြေသောမင်္ဂလာပါ။ဟုတ်ကဲ့။ဒါတော့တားကအမ်ကျတော့တအားရ DSP က overall band 8ရတယ်ဟုတ်။ဟုတ်ကဲ့8.0ရတယ်။ ဆိုတော့ UKVI နဲ့ Udemy တာမဲ့ IELTS exam နဲ့ပါ qualify အချက်အမြင်လေးတစ်ချက်လောက်ပြပြပေးပါဟုတ်ကဲ့အဓိကတော့ဟိုကိုရှောက်မဲ့အကြောင်းပါနော်အကြောင်းကိုအဓိကကျတယ် IELTS ကကျတော့နိုင်ငံတော်တော်များများလေးလက်ခံကြတယ်အဲ့တော့ IELTS ကတော့ general ပေါ့နော်နိုင်ငံတော်တော်များများလက်ခံကြဒီ UKVI ကကျတော့ကိုဒီ UK ကိုတက်မှသိကြရတယ်ဆိုရင်တော့ဒီ agent တော်တော်များတော်တော်များများဒီ IELTS ဆိုမှ UK ကိုလေးပေးရ UKVI ကိုဖြေခိုင်းကြတယ်ပေါ့နော်အဲ့ဒါလည်းကွာပါကျန်တာတော့ရမကွာတော့ဒီ test procedure တွေနဲ့ကွန်ပျူတာတွေ format လေးတွေတွေ့ရမျိုးကြည့်ရတဲ့နေရာစာကွန်ပျူတာ ဟုတ်တယ်နော်အဲ့တော့ဒါကအဲ့ခွာ UK မှာသွားပြီးမှကြောက်တယ်ပါနော်အဲ့တော့အဲ့တို့ကြောင့် UK ပြန်โอเคโอเคဟုတ်ပြီအဲ့ဒါဆိုရင်အာ security ဒါဆောင်ပွဲဖြေခဲ့တော့ကကိုဂရိုက်ဖြေခဲ့တဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့မှဆရာနင်းမေးခွန်းလေးနေမယ်နော်အဲ့တော့ပထမအဆုံးဒါဒီအမ်အတန်းထဲမှာဆရာတို့ဒီအကြောင်းတက်တော့ကအတန်းထဲမှာလေ့ကျင့်တော့ကအာ practice တွေနဲ့တကယ်စာမေးပွဲဖြေတဲ့အချိန်မှာဒီ exam day မှာဖြေခဲ့ရတဲ့အတွေ့အကြုံတွေဘာတွေအဓိကกว่าလဲအဲပြီးရင်တူတဲ့အချက်ဘာတွေရှိလဲအဲ့ဒါလေးဆရာနင်းနေလောက်ပြောပြပါဟုတ်ဟုတ် 诶，关于啊，就是啊，大家要 exam pressure 嘛，喏，例如啊，今天嘛，就提，提出来呢，来考咪咪哒，对咪哒提出来，虽然咪有咩生事嘅，压力事嘅，变、嗯，我讲一样嚟听下，就啰、嗯，诶，pressure 啊，要停止个，提好个嘛，就比如说，平时咪咪发脾气的话，就 exam pressure 类似嘅，诶，提，考到咪咪无解度，甚至咪咪无解度，都 pressure 到死嚟个，那啊，因为，既然啊，我一样咪是，好，既然啊，我提，呃，先说咪只开个话咧，提，台湾呢，来大陆个青，啊，推荐呢，来提个听下，就啰。 အဆင်ပြေပါဘောနော်အဲ့အဲ့လောက်ပဲကွာအရင်ကမကွာဟုတ်อืม okay အဲ့တော့ um တိုင်းအဓိက point က legend ဥမာ timer နဲ့ exam အတိုင်းသိချာ legend ထားလို့ရှိရင်စာမွေးနေမှာလည်းအရင်ကတော့မှတိတ်ပြီးတော့ true ကြာကွာတာပြီးတော့မရှိဘူးဟုတ်တယ်ဆရာအဲတတိယအဲအဲ့လောက်ပဲဆရာကွာကျန်တာအရင်ကတော့လူတော်များများတလဲ IELTS လေးမချင်းခင်အရင်အဲစိတ်အဲ့လို nervous ဖြစ်တာပါ nervous ဖြစ်တာအဓိကအချိန်ပဲတိုင်းလာနောက်ပိုင်းမှာတိုင်းလာ speaking လည်းတိုင်းလာဒီ writing ရော reading ရောအစတိုင်းမှာလေးနဲ့လောက်တော့သူကစိတ်ပြေးရတော့ဆရာစိတ်ရော နည်းနည်းအချိန်ပေးအဲတချို့ဟာလေးစဉ်းစားဖို့အချိန်ရပါဘော။ Okay အဲ့တော့ဆရာ scale တစ်ခုချင်းစီနည်းလေးသွားလိုက်မယ်နော်။ဆရာပထမအဆုံး reading မှာဒါ band block ရခဲ့လေ။ reading မှာ band 5 0ရတယ်။อืม okay ဆိုတော့ဒါ reading မှာအဲ့လိုမျိုးအမှတ်ကောင်းကောင်းရအောင်အာဘယ်လိုမျိုးတွေလေ့ကျင့်ပြင်ဆင်ခဲ့လဲနော် reading အပိုင်းမှာစဉ်းစားအတွက်အဓိက challenging ဖြစ်စေတဲ့အရာတွေကဘာတွေရှိခဲ့လဲပေါ့နော်။အဲ့ပြီးအဲ့ဒီအဲကိုကိုတို့က challenging ဖြစ်စေခဲ့တဲ့အာမေးခွန်းတွေနော် question type တွေဒါဘယ်လိုမျိုးလေ့ကျင့်ပြင်ဆင်ခဲ့လဲအဲ့ဒီတစ်ချက်လောက်ပြောပြပေးပါ။ reading ဟာတကယ်တော့ IELTS တရားစာဖြစ်အောင်ပါနော် reading ကအရင်အရင်အရင်ကတော့အားရမယ်ပေါ့ဒီစလေး first grade လေးကမှအားနေခဲ့အဲအဓိကကလည်းဆို reading question type အဲအရင်ကိုယ်နဲ့ familiar မဖြစ်တာပေါ့အဲ reading ကတော်တော်များကျောင်းမှလည်းဖြေခဲ့ရတယ်ဒီတခြားအိမ်မှလည်းဖြေတော့ reading ကတော့ပုံမှန်ပါပဲဒီ passage ဖတ်တယ်ဘေးကုန်းဖြေတယ်ဒါနဲ့ IELTS ကကျတော့သူ format ကဒီ question ကိုနားလည်မှနည်းနည်းလေးအဆင်ပြေတာဥပမာ yes or no yes no not given ဆိုရင် ဒီ writer ရဲ့ POV ဘက်ကိုနည်းနည်းလေးပို့စဉ်းစားရတယ်ပေါ့နော်စဉ်းစားပြီးတော့မှအဲပါရင်ပါရင် yes မပါဘူးတော့ against side ဆိုရင်တော့မပေးထားဆိုရင်တော့ okay ပါပေါ့အဲ့လိုလေးအဲ question လေးတွေနားလည်ရတာပေါ့အဲ့လိုနားလည်ရင်းနဲ့ဒါတဖြည်းဖြည်းအမှတ်တာတဖြည်းဖြည်းတက်တက်သွားတယ်အဲအဲ့လောက်ပါပဲကျွန်တော်ကတော့ဟို practice ပေါ့နော်ဒီဟို average ပေါ့ average စာ series တွေရှိရအဲ့ series တွေမှာအဲ session reading test တစ်ခုလောက်မှာ session တော့ခုရှိရတဲ့အဲတနေ့ session တော့ခုလောက်မှာဖြေနိုင်အောင်တစ်ခုလေးလည်းဖြေရတော့ဖြေပြီးအဲ့လိုလေးဖြေဖြစ်တယ်ပေါ့နော်အဲ့လိုလေးနဲ့တော့တဖြည်းဖြည်းရတော့အမှတ်တက်ပါလေ โอเค แล้วตาตาရဲ့เอ่อ point က read in မှာ question type တွေတိကျနားလေတာအဓိကကြားတယ်เนาะအဲ့ဒါတွေတိကျနားလေလို့ရှိရင်စောင့်မွေးမှာလည်းအမကောက်ကောက်ရနိုင်တယ်ပေါ့โอเค um ဆိုတော့နောက်တစ်ခုကဆရာတို့ဒီ reading ပြီးပြီဆိုတော့ဆရာ writing ဘက်ကိုတိကျသွားမယ်เนาะဆိုတော့ writing ကဒါအကြမ်းင်းဆိုရင်တော့ဒါចောင်းသားတိုင်းအတွက် for skill မှာ writing ဆိုရင်တော်တော်များကြောက်တယ်เนาะအခက်ဆုံးလို့လည်းတော်တော်များယူဆတယ်ပေါ့လေအဲ band လဲ7.5ကျော်ဖို့ခက်တဲ့ထဲမှာ writing အထိတ်ဆုံးမှာပါတယ်เนาะအဲ့တော့အသားအနေနဲ့ writing မှာအဲဒီအတန်း ဆရာတို့ဒီချက်စုမှာအတန်းဆက်ဆက်တက်ခဲ့တော့ငါသားတို့ writer မှာဘယ်အရာအခက်ခဲဆုံးဖြစ်ခဲ့လဲနော်ပြီးရင်ဒီအတန်းတက်ပြီးတဲ့အချိန်မှာသားဆောင်မဖြစ်ခံနေလေးမှာအဲ့ဒီခက်ခဲတဲ့အရာတွေကသားတို့အမ်ဘယ်လိုပုံစံမျိုးလွယ်ကူသွားလဲနော်ဆရာတို့အတန်းထဲမှာဘယ်လိုမျိုးလေ့ကျင့်ပြင်ဆင်ခဲ့လဲအဲ့ဒါလေးဆရာတို့တစ်ချက်လောက်ပြောပေးပါဟုတ်ဟုတ်အဲဒီကဆရာပါပေါ့ brainstorming လို့ပဲပြောရအောင် idea ထုတ်တာပေါ့အဲဒီအဲ IOTS ပဲပြပြစင်ခင်ပါနော်ပြင်စင်ခင်မှာချက်စုစလာတင်လိုက်တော့ဆိုင်အဲဒီ sample အဲ free test ပြရတယ် test ပြရရဲ့ဆိုအချိန်နဲ့ပြရရဲ့ ဟုတ်ကဲ့ပါတော့ဒီဆလဝါတော့အရင်လိုရပါမယ်150ဟိုဟာ150 150 test one test two ဆိုတော့ဒါနဲ့ idea ထုတ်ရတာဒါမှတ်မှောက်လား night point of view ရမှတ်မှောက်လားဒါကိုဘယ်လိုရေးရမလဲပေါ့အဲ့ဒါမှလည်းနည်းနည်းလေးအခက်ခဲတယ်ဒါနဲ့အတန်းတက်တာလေးနဲ့အတန်းမှာ ဒါအဲလို market ki နေလဲရှိရပါလား market ki နေဆိုတချို့ဟာဆိုရင်ဇာတ် topic ပဲပြေးလိုက်တယ်ဇာတ် topic အောက်မှာမှာကို idea တွေတစ်ခုချင်းစီ list ထောက်ပါဘယ်လိုရေးမလဲဘယ်လို sentence structure တည်ဆောက်မလဲ introduction နဲ့ end ပေါ့နော် conclusion ပါအဲ့လိုမျိုးရေလောက်တာကြာကြာလာတော့မိကောနေတော့ familiar ဖြစ်လာတယ်ပေါ့အဲ့လို topic တွေကို group လောက်လာနိုင်တယ်အဲဥပမာ tech ကလူတွေနဲ့ tech နဲ့ပြရဖို့ကောင်းတဲ့ advantage disadvantage ဆိုတော့ဒီလို familiar ဖြစ်တဲ့အတွက်နည်းနည်းလေးနည်းနည်းလေးထပ်စဉ်းစားရမှာပေါ့နော် idea ရှိပြီပေါ့အဲ့လိုတော့ရှိရပေါ့ဟုတ်အဲ့ ဆိုတော့ဒါတပြောတာကဟို idea ထုတ်တဲ့အပိုင်းเนาะအဲ့ဒါဆိုအတန်းတော့ဒါအတွက် test 1နှစ်ပုတ်ရှိအောင် test 1နဲ့ test 2နဲ့ဆိုတော့အဲ့ဒီနှစ်ခုမှာဆိုရင်ဘယ်ဟာတော့တပူပြီး challenging ဖြစ်လဲအပြင်အဲ့ဒီ challenging ဖြစ်တဲ့အပိုင်းကိုဒါဘယ်လို handle လုပ်ခဲ့လဲစာမှုပဲပါလိအဲ့ဒီတစ်ချက်လောက်ပြောပြပါဟုတ်အဲ test 2ကတော့ပုံပြီးတော့ challenging ဖြစ်တယ်ပေါ့ဆိုတော့ test 1ကစလုံးလေးနဲ့ပြီးရင်သူက format ကရှိပြီးသားလို့ပြောလို့ရတယ်ပေါ့နော်ဒီ format ကရှိပြီးသားဆိုတော့ test 2လည်း format ရှိရတယ်နဲ့အဲ့ idea လေးထုတ်တယ်ရယ်ကို idea နှစ်ခုနှစ်ခု against ဖြစ်တယ်ဆိုရင်လည်းအဲ့နှစ်ခုကိုဘယ်လို cohesion ရအောင်ပေါ့တမို့အဲတူတူဒီနှစ်ခုက ကို ideal supporting ဖြစ်တယ်ဆိုတဲ့ဒီနှစ်ခုဘယ်လိုချိတ်ဆက်အောင်တော့လဲဆိုတာအဲ့အပိုင်းလေးကစဉ်းစားရတာကျွန်တော်တကယ်ခက်တယ်ငယ်လေးခက်တယ်ဆိုတော့အဲ့အားတော့ကျွန်တော် struggle လုပ်ခဲ့ရတယ်ပေါ့ဒါနဲ့ဒီ exam မှာလည်းအဲ့ဒါကိုတော့ကောင်းကောင်းလုပ်ခဲ့လို့ရရလို့တော့ကြောင်းကြည့်ရပေါ့ဒီ seven wise ရရဒါနဲ့လည်းအဲ့လိုပေါ့ဒီအဓိကတော့ practice မှာ practice မှာလုပ်ခဲ့လို့လုပ်ပဲဆိုတော့อืม okay Okay အဲ့တော့ဆရာခု writing နဲ့ reading ပေးပြီဆိုတော့အဲဆရာ listening ကိုသားမယ်เนาะဆို listening မှာဆိုရင်ဒါက band 8.5ရတယ်เนาะ okay ဆို reading ပြီးရင် listening ကအများဆုံးเนาะဆိုဒါ reading မှာ ra band 9အပြည့်ရတယ် listening မှာ8.5ဆိုတော့ okay ဆို listening 8.5ရအောင်ဒါအဓိကအဲဘလို့အချက်တွေအဓိကသားပြင်ဆင်ခဲ့လဲเนาะအဲပြီးရင်ဒါအနေနဲ့ပေါ့เนาะဒီ personally ဒါပုံကိုအဲဒါတယောက်တည်းအမြင်ရပေါ့ listening မှာဒီလိုမျိုး band 8ကျော်ဖို့ဆိုလို့ရှင်အဓိကပဲအချက်တွေအဓိကကြာလဲအဲ့ဒါလေးဆရာတို့တစ်ချက်လောက်အဆုံးနေပြပါအဟုတ်ဆင် အဲစဉ်းစားရင်တော့ဆရာတော်ကနှစ်ထိစောင်းနှစ်ခုထွက်တယ်ပေါ့နော်။ဒါလဲဆိုတော့ listening နားထောင်ရင်အဲ big question စပြီးတော့ big questions ဒီကဒီဒီနံပါတ်1ထားတော့နံပါတ်1ရဲ့ answer ကဓမ္မစပြီးဓမ္မဆုံးနေဆိုတော့ခွဲခြားထားဖို့ပေါ့နော်ဒီကရတော့အဲ့ဒါဆိုရင်ကိုပေးခဲ့လိုက်တဲ့ဒီဒီနားထောင်လိုက်တဲ့ listening listening ကြားရင်ကိုဖြစ်ရမယ့်ဟာမျိုးတည်တယ်။ပြင်တာအရေးကြီးတာမိကုန်းမကျော်တော့ဘူး။ဆိုတော့ဒီခါလေးကျရင်ဒီအဖြစ်ကိုစောင့်နေရင်လည်းမိကုန်းကျော်ပါတယ်ပေါ့နော်။အဲ့ဒါတော့အဓိကကြားရတော့ဒီနောက်ကကျတော့ဒီ English ကိုနားထဲမှာလည်း familiar ဖြစ်အောင်ပေါ့ ။ဒါတော့ဒီ personally အရဆိုရင်ဒီတချင်းသားဆောင်လာထိုင်ကြိုင် movie တွေကိုစက်ထိုင်ထဲမှာဖွင့်မဖွင့်မယ်နဲ့ကြည့်လိုက်ပြန်ပါတော့နော်။အဲလိုကြတော့နည်းနည်း familiar ဖြစ်လာတာ။ဖြစ်လာတော့အဲပုံပြီးနားလည်အောင်လွယ်လာတယ်။အဲစာလေးကြီးကအစစ်ကြည့်လာတယ်ပေါ့။ ਨੇ personally ရတော့အိတ်ခတ်နည်းနည်းအဲအိတ်ခတ်ပေါ့နော်။အဲ့အရာကြီးရတော့ဒီကကြိုက်ပြီးနည်းနည်းလေးလက်တတိထားမှာပါလို့ဆိုတော့အဲဟုတ်ကဲ့ဆက်လုံးပါမှာနော် spelling ကျွန်တော်ဆောင်းမရှိရပါအဲ့လေးကျွန်တော်ရှိခဲ့ရတယ်။ဒါလည်းဆိုတော့ listening နားထောင်လိုက်တယ်ဖြည့်ပါမယ်တိတယ်။ဒါနဲ့ဆက်လုံးကိုဒါမှန်လားမှားလားဆိုတော့တိချာ မခွဲနိုင်ဘူးပေါ့နော်။ဒါပေမဲ့အမှန်တော့လို့တော်သေးရပါဆရာ။တချို့စကားလုံးဆို gas light ရတာ။တချို့ simple ဖြစ်တယ်နဲ့ဥပမာ credit တို့ electricity တို့အဲ့လောက်ပဲ။လုံးဝလုံး simple words လေးတိုင်းနဲ့ exam stress ရပါတော့ပဲကြောင်းစလုံးပေါင်းကိုမှန်လားမှန်လားဆိုတာနည်းနည်းလေးစူလာပြန်ခလာရပါတော့အဲ့တော့စလုံးပေါင်းလေးလိုက်နည်းနည်းတတိထပ်တင်လိုက်လို့ဖြစ်နေပါဟုတ်တယ်နော်ဆက်ဆက် listening မှာဆိုရင်အမ် ဆိုတော့အတန်းထဲမှာဆိုရင်ဆရာခဏခဏတတိပေးလေအာတချို့ကိုမသိတဲ့ unknown words တွေအတန်းရွက်တော့ကြားလိုက်တယ်ဒါပေမဲ့စလုံးမသိဘူးအဲ့ဒါဆိုရင်ကိုအနေနဲ့ကအဲဒီ phonics ကနေပြီးတော့မှာဆိုတော့ speaking မှာသားက band 8ရတယ်ဆိုတော့ speaking band 8က is very impressive နော်အမ်အဲ့တော့ဒါဒီ speaking မှာ band 8ရအောင်ဟိုအရှိမှာတော့ဆရာဘာတွေလုပ်ခဲ့လဲဘာညာပြောတာပေါ့လေဒါပေမဲ့ဆရာအခု speaking နဲ့ပတ်သက်လို့ကကြတော့အဓိကသိချင်တာလေအမ်ဒီ exam room ထဲမှာ examiner နဲ့ကိုနဲ့မျက်နှာချင်းဆိုင် speaking ပြောရတဲ့ experience နဲ့အာဒီ speaking ကကြများသွားဖြစ် ပါတနာရှိရင်လည်းပါတနာတူလေးစင်လို့ရတယ်တကယ်လို့ပါတနာရှင်ကိုဟာကိုတယောက်တည်းပဲအာ free hand လေးချင်ရဆိုကြလေအဲ့တော့အဲ့နှစ်ခုသားဘလို့ adjust လုပ်ကြလေပေါ့နော်ကိုဟာကိုတယောက်တည်း practice အဲလုပ်တော့ဟာဘလို့ပုံစံမျိုး practice လုပ်လေအဲ somewhere မှာ examiner နဲ့ face to face ပြောတဲ့အချိန်မှာအဲအဲ့ဒီသား practice လုပ်ခဲ့တဲ့ဟာတွေကဘလို့မျိုးအဲသားအတွက်အထောက်အကူဖြစ်ခဲ့လေအဲ့ဒါလေးဆရာတို့ဆက်လာပြောပြပေးပါဟုတ် speaking out ဆရာနည်းနည်းလေးဟိုပြန် complicated ဖြစ်တယ်ဘာလို့ဆိုကိုနာကိုနဲ့ပြောဖို့လိုတယ်လို့ရပြီးကို comment ဟာကို criticize criticism ပေးမဲ့သူလည်းလိုတယ်ဆို အမြဲတမ်းကိုကြိုက်ရခြင်း practice လုပ်လို့မရတာတခုရှိရပါတော့အဲအဲ့ဟာကတော့တအားအထူးကတော့ဒီ speaking podcast တွေဆိုတာဒီ example တွေလေအဲ့ဒါဒီနားထောင်နေနားထောင်နေကိုကြိုက်တဲ့ phrase တွေဆိုယူထားတယ်ပြီးရင်ဒီ exam question လေးတွေရှာပြီးကိုကမှန်တယ်မှပြောကြည့်ရမှန်တယ်မှပြောကြည့်ပါပြီးအဓိက audio မှတ်လိုက်တယ် audio မှတ်လိုက်ပြီးတော့အဲ့ဒါကိုနားထောင်ပြောလိုက်ပြီးရင်ဒီအောက်ထပ်မှပြောတယ်မေ့ထားလိုက်တယ်နောက်တစ်နေ့ကျရင်အဲ့ဒါကိုပဲထပ်ပြောကြည့်ရပါကို improve ဖြစ်သွားတာဒီနားလေးလို့လဲ intonation လား grammar လား vocab လားအဲ့လိုပါနော် အဲအဲ့လာတော့ကိုယ့်ဘက်ကိုလေ့ကျင့်ခင်ရပါတယ်။ဒါနဲ့ဆောင်ပွဲဖက်မှာကျတော့ပါတော့ဟိုနဲ့ face to face တော့မဟုတ်ပါဘူး။အဲ့ဖိဟိုကနဲ့ကွန်ပျူတာနဲ့ဖြည့်ခဲ့ရ။ဟိုကလည်းဒီကိုစစ်ခဲ့တဲ့အတိုင်းလည်းကြာသူ QK က QK ကဆိုတော့သူနဲ့ဆုံးမိတင်ရင်ရောက်ခဲ့ရ။အဲ့မှာလည်းအဲတခုရှိတာတခါကျရင်နားလေရခက်တယ်ပေါ့။တချို့စကားလုံးလေးတွေတချို့ face လေးတွေက simple ဖြစ်တယ်မဲ့နားရနားရှန်သွားတယ်ဖြစ်ပါပဲဆိုရင်ကြည့်ရမကြားလိုက်ပေါ့မကြားလိုက်ဆိုရင်အမ question ပြန်မေးရရလေးပါလေအဲ့လိုတော့ရှိရတယ်နဲ့အဲ့ဒါလည်းတော့အရင်မကွာဘူးပါဆက် ကိုအဆင်ကိုဒီ question ဘယ်လိုဖြေရမလဲခေါင်းထဲမှာတကယ်လို့စဉ်းစားပြီးပြောရအောင်လို့ပါ။อืมโอเคဟုတ်တယ်เนาะဆိုတော့ခုနကတော့ตาပြောသွားတဲ့ tips ထဲမှာဆရာတကူ highlight လုပ်ချင်တာအာ uh, speaking ကဟိုအများထင်ထားသလို partner ရှိမှလေ့ကျင့်လို့ရတာမျိုးမဟုတ်ဘူးပေါ့နော်ခဏသားပြောသလိုမျိုးကိုဟါကိုတယောက်တည်းဟိုမှာ speaking part 2ဆိုလို့ရှိရင်ဒါ individual long run ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဟါကိုပြောပြီးတော့မှ recording သွင်းထားပြီးတော့အာကိုဟါတကူပြန်ပြီးတော့ဆရာတို့ analyze လုပ်လို့ရတယ်နော်အဲအဓိကအရေးကြီးတာက ကိုယ့်ရဲ့ speaking ကို comment ပေးမဲ့သူရှိဖို့လိုတယ်။ mentor ကောင်းကောင်းရှိဖို့လိုတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအပိုင်းနဲ့ပတ်သက်လို့ဆရာသားကိုတစ်ချက်လေးမေးချင်တာလေ။အဲဆရာတို့ attend တက်တုံးအောင်ဆိုလို့ရှိရင် speaking နဲ့ attend မှာ practice လုပ်တယ်နော်။ဒါတို့ recording နဲ့သင်ပြပါလား assignment နေထားရတယ်။ so ဆရာပေးခဲ့တဲ့ comment တွေကဘယ်လို comment မျိုးတွေကသားအတွက်အထူးကအအထောက်အကူဖြစ်ခဲ့လဲနော်။အမ်တားရဲ့ဒီတကယ် speaking exam မှာအ supporting ဖြစ်စေခဲ့လဲပေါ့နော်။အဲ့ဒါလေးတစ်ချက်ဆရာကိုပြောပေးပါ။ okay I'm going to go. ဒါနဲ့အဖဖြစ်ဆုံးရတော့လန်ကိုတောင်းလိုက်တဲ့ language ပါဆရာ။ အဲ English ကကျတော့ဘာလို့ဖြစ်ကိုဒီတိုင်းနားထောင်နေစာကြောင့် general English ဒီလို informal ပေါ့နော် informal ပဲဆိုတော့ကို speaking ကြရင်ရောဒီလို informal ပြရမှာလား formal ပြရမှာလားဒီလိုပြပြရှင်းရှင်းနဲ့ပြောရမှာလားတမတို့မို့လို့တုံးနေပြရမှာလားပေါ့အဲ့ဒါကိုနည်းနည်းလေးလူတွေ stress ဖြစ်ကြရတယ်ထင်တာပြီး accent ပေါ့ Governance accent ပါမှာလား British accent နဲ့ပြရမှာလားအဲ့ဒါကိုနည်းနည်း stress ဖြစ်ကြတယ်ဒါနဲ့ကျေစုမှာကျတော့စစ်ရပါပေါ့နော် ဆရာတော်ပြောခဲ့တယ်ဆိုတော့ကို accent ကကိစ္စမရှိဘူးအဓိကကိုပြောရတဲ့စကားလုံးကိုဆရာလူကနားလည်ဖို့ပြည့်ပြည့်စုံစုံ pronunciation မှတ်ဖို့နော်အဲ့ဒါရဲ့ in language ကိုအရင်စိတ်မပူနဲ့ formal formal ဖြစ်စရာမလို့ informal တိုင်းနဲ့ informal ကို formal စကားလုံးနေနဲ့ပြောပါနော်အဲ့ဒါအဲ့ဒါကိုပဲအဓိကဥတည်ပြီးတော့ဟွာပေါ့တော်တော်လေးထောက်ကူဖြစ်ခဲ့ရလို့ထင်တယ်။အဲဆိုတော့ဒီကလည်းစိတ်နဲ့ပေါ်တိုင်းဟိုတောင်းတောင်းနေမှာဖြစ်တော့ပေါ့။ step line ဖြစ်တာ။စကားပြောရရလည်းအဆင်ပြေပါရောပေါ့။ဟုတ်တယ်နော်။အဓိက accent အမ်တချို့က zero ပါလေ။ Burmese accent ပါနေတာမကောင်းဘူးလို့ထင်ကြရတဲ့သူရှိလေနော်တကယ်တမ်းတော့ accent ကအလောက်ကြီးထိအရေးကြီးနေရမှာမရှိဘူးကိုယ့်ရဲ့ pronunciation က clear ဖြစ်မယ် precise ဖြစ်မယ်မှန်နေဆိုလို့ရှိရင်ရတယ်ပေါ့လေနော် accent ကလူလူမျိုးတစ်မျိုးတစ်မျိုးက accent တွေတော့ကွာပါပေါ့ Okay thank you ပါနောက်ဆက်စရုပ်ဒါ force skill လုံးပြီးသွားပြီဆိုတော့အာတားရဲ့ဒီကြောင်းတက်ခဲ့တဲ့ experience နဲ့ပတ်သက်လို့ဆရာနည်းနည်းလေးမေးမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကဒီသင်တန်းတွေရွေးချယ်ရတဲ့အများကြီးရှိတဲ့နေရာမှာဒီချက်စုကိုဘာလို့ရွေးပြခဲ့လဲနော်ဒါဒီ IELTS လောက်တော့မယ်ဆိုတဲ့အချိန်မှာလေဟုတ် ဟုတ်ဒီချက်ဆိုတာအဓိကရဆက်အနေပြီးတော့မှဒီချက်ဆိုတာ reputation ရှိတယ် reputation နဲ့ကောင်းတယ်အဲဒူတော်များများလေး recommend တယ်ဒီ Facebook မှာ IELTS ကိုလည်း Navy နဲ့ Key1 တစ်ခုရိုက်လိုက်ရင်ဒီချက်ဆိုတာတက်လာပြီအဲမှာ Chelsea Facebook page မှာကြည့်လိုက်တော့လည်းဒီ band score တွေလည်းအများကြီးမွေးထုတ်ကြရပါတော့မွေးလည်းမွေးထုတ်ကြရတယ်ဒီ review တွေလည်းကောင်းတယ်အဲအမေအမေရဆက်မှာပေါ့အမေဆက်မှာတကယ်ချင်းတွေလည်းကောင်းတယ် recommend ကြရဆိုတော့အဲ့လိုတက်ဖြစ်လိုက်တယ်ဖြစ်လာရင်လည်း first class ကိုနှစ်ပတ်မှာတက်တယ်နှစ်ပတ်မှာတက်ပြီးပြရကြိုက်သွားတယ်ပါဆရာတက်ပြီးတော့ general class တွေလည်းဆက်ထပ်ဖြစ်တယ် โอเคเจตุติมาเลยเนาะไอ้โหลမျိုးเสียรู้ อ่า โอเค แล้วส่วนเอ่อนอกแท้นอกแท้ตะคูเนาะอะไรจะบาเลยสรอกอ่าเซลล์ดีเอ่ออะเทนดาร์โซลูชั่นฟาวเดชั่นคลาสကိုအရင် join နေเนาะပြီးတော့มาเอ่อ preparation join ပြီးတော့มาဒါဆောင်ဝင်ဖြစ်ပေါ့လေအဲ့တော့ဒါအနေနဲ့ဒီเอ่อတင်းစင်ချိန်ကာလာအဖြစ်ဆိုလို့ရှင်အတန်းစတဲ့အချိန်အနေနဲ့ဒါအနေနဲ့ဒီဘယ်လိုပြောမလဲစာရီလုံးရင်းထဲမှာ အဲတခါတလေစာမလုပ်ချင်တော့တာတွေနော်စိတ်ပြင်းမလာတွေရှိမယ်လေနော်အဲပြင်းပြင်းသွားတာဒါမျိုးတွေရှိောက်ရှိနိုင်တယ်ဆိုတော့အဲ့လိုမျိုးဆရာတို့ down time ဖြစ်တဲ့အချိန်တွေမှာဒါဘယ်လိုမျိုးအဲကိုဟကိုအာဘယ်လိုပြောမလဲအဲ keep going လုပ်ခဲ့လဲနော်အဲဘာလို့အမြဲတမ်းတော့တက်ကြွမနေနိုင်ဘူးလေနော်ဒီစာမွေးအတွက်ပြင်ဆင်တဲ့ကာလချက်လို့ဆိုအဲ့ဒါလေးတစ်ချက်လောက်ဆရာတို့ experience sharing လုပ်ပေးပါဟုတ်ဆရာ and အဲ I would be able to say အဓိကတော့ဆရာအဲ mock test ကိုအရင်မတွားရပါဘောနော်ဒီတော့ mock test တစ်ခုလောက်မကြည့်ရပါနဲ့တနည်းဆိုရင်ကို clock ကို ကိုအဲ scale နှစ်ခုပေါ့ scale နှစ်ခုမှာဆိုရင်အချိန်ပေးရ scale နဲ့အချိန်တိတ်မပေးရ scale speaking no listening လို့ဆိုရင်အဖြစ်နိုင်ဝလာဆိုပြရတယ်။ဒါနဲ့ reading တော့ writing တော့ကြာတနားကြီးပေးရတယ်။ပေးရတော့သူတို့နှစ်ခုကိုတွဲတွဲပြီးတော့ကိုဒီနေ့မှာပါလုပ်မယ်ဒီနေ့ဆိုဟိုမှာမနက်မှာပါလေးလုပ်လိုက်မယ်ညနေမှာပါလေးလုပ်လိုက်မယ်အဲ့လိုလေးပဲသွားရပေါ့။တွေ့တွေ့ပဲသွားရအရင်ကြီးတော့အဲကိုကို pressure လည်းမမြအောင်ပေါ့ဆရာ။အဲ့လိုလေးအဲ့လိုလေးလည်းခွဲရတာ။အဲဘာလို့ဆိုအများကြီးနေတိုင်း podcast ဖြစ်နေရင်လည်းလာမယ်လေမခံနိုင်ဘူးပြင်းလာနော်အချင်းချင်းလည်းလို့အချင်းလေးဖွင့်ပါလေးဖွင့်အဲ့လိုလေးနဲ့ keep going ပါလေဒီမှာ ဒီကတော့ဆရာတတ်ထင်တယ်တော့ exposure လိုရပါတော့။ exposure ဒီ english နဲ့ကိုယ်နဲ့ထိတွေ့နေလဲဆိုကိုယ့်ကိုခေါင်းထဲမှာဒီ vocab artist ဆိုနေနေအဲဘယ်ပြတဲ့နေရလဲဒီလူတွေတောင်းတဲ့အဲစကားလုံးတွေဒီ phrase တွေအားလည်းခေါင်းထဲမှာဆွဲနေရဆိုတော့တချင်ချင်းပြန်ထွက်လာပါပေါ့ဆရာ။အဲ့တော့စာကျင်းလာပြီဆိုရင်ကိုယ်ကြိုက်တဲ့ဟာလေးလောက်ပါအဲ movie လေးပဲကြီးကြီးဗာလေးပဲကြီးကြီးအဲ့လိုစိတ်ကိုရလက်လက်လောက်ပါပေါ့။အဲ့လို exposure လေးရှိပြီးတော့စကားလေးပဲလက်လောက်ပါ။ဟုတ်အဲ့လိုနဲ့ပါပဲ။ ုတ်ပါပြီအမ်အဲ့တော့ဆင်ဆရာ exam day နဲ့ပတ်သက်တာလေးနည်းနည်းပေးမယ်နော်အဲ့တော့ဒါဆောင်မှုသွားဖြည့်ခဲ့တဲ့ရက်မှာဒီအဓိကဒီစားတော့အရေးကြီးတာပေါ့လေနော်ဒါခုနဆီရစားနဲ့ပတ်သက်တာပြောပြီးဆိုအဲ့တော့အဲဆောင်မှုသွားဖြည့်လို့မယ်ဆိုရင် exam center ကိုဒါအနေနဲ့အဲဒီဘာတွေယူသွားရလဲနော်ဥပမာ documents တွေတခြား accessories တွေပေါ့ကွာဒါမဖြစ်မနေအဲယူသွားရတဲ့ပစ္စည်းတွေနော်ပြီးလို့ရှိရင်ကြိုတင်ပြင်ဆင်မှုတွေပေါ့နော်အဲ exam day မှာဘာလို့ဆိုတော့ဆရာစားကလည်းတစ်ပိုင်းပေါ့နော်တခြားဟာတွေကလည်းကိုယ်တေချာမပြင်ဆင်သွားရင်ကိုယ် frustrate ဖြစ်စေရတယ်နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ကိုယ့်ဘက်ကဘယ်လိုတေချာပြင်ဆင်မှုတွေလုပ်သွားလဲအဲ့ဒါလေးတစ်ချက်လောက်ဆရာတို့ပြောပြပါဦး 哦，即系 I T 家咯，好诶，I T 喎，嗱个 T I O T registration 都 OK 嘅 I T 啊，廿 E 字嘅或者 A I T 啦，Mathematics 嚟，example 我都 a y e x a m p l e 可能我问 a 啊，更新听到我意思咧，a 二字已经变 y 大 a h 系 I T 啦，我话先，变唔到 a 好啊，photo copy，photo copy 啊，I T 家个 s e a t e m e n t 咪攞，我之前啊，go p a s s a o r t p a s s o n t 呢件事啊，passport 呢件事嘅嘢，到到大陆就话就 summer 期嘅年嘛，就出到话 photo copy 咪巴佬。 မပါလာတော့ video writing ဖြည့်ပြီးရတဲ့အချိန်မှာ speaking အတွက်ခေါင်းကတိတ်စဉ်းစားမစဉ်းစားရအောင်အဲ့ဂျိုင်းမှာရတဲ့တဏှာလက်ကိုမိတူဆိုင်ပြေးပြီးတော့မိတူသွားယူအမြန်ပြန်လာအမြန်ပြန်လာပြီးတော့ပြန်ထက်ရတာပါဆရာအဲ့လိုကြတော့ဘယ်ဖြစ်ကြောင်းသားလဲ frustrated ဖြစ်တယ်ပါဆရာအဓိကတော့အဓိကတော့ ID ယူမယ်ဒီ photocopy ယူမယ်ပေါ့အဲ့နှစ်ခုကတော့အရေးကြီးတယ်ဂျန်နာရေဘူးလေးရဲ့ဂျန်နဲ့ဆက်ချက်ရှင်ရေဘူးလေးယူတာပေါ့ဒီဘက်ကဟိုရရင်သူ label တွေပါခွာရဆိုတော့ တဲ့ကိစ္စမှရှိပေလို့ရပြီးအနှွေးတယ် exam room ကအေးတယ်ဆက်လာရင် listening ဖြစ်သွားဆိုရင်အေးလို့ဆိုရင်ကောက်တော့စဉ်းစားနေအဲ့နောက်ဆုံး reading ကောင်းကင်ကြီးလို့ရချမ်းလာတယ်ဒါနဲ့အနှွေးတယ်လေပါရအဆင်ပြေရပါနော်ဟုတ်အဲအဲ့လောက်ပါဗျာင်းတော့ကျန်တာမရှိဘူးခဲတဲ့နေပါဆိုလည်းသူတို့ပေးရ notes taking ပါလည်းပေးရပြီးဆာမတ်ဖြစ်ရင်လည်းသူတို့ IELTS ခဲခဲတော့ပဲတောင်ပေးရပါနော်ဟုတ် okay အဲ့တော့ဒါပြရဲ့ photocopy ဆိုတာကတားရဲ့ဟို ID ရဲ့ copy ပြောလာ ID ရဲ့ copy ဆိုင်ဟို black and white ပေါ့ color copy ပေါ့ color copy โอเคไอเดียလဲ0 0ဟိုဟာပြရဆိုရင်2မျိုးရှာတယ်ဟုတ်မှတ်ပုံတင်ရတာဝင် passport ရဲ့အဲ့တော့ register လုပ်ခဲ့တဲ့ ID နဲ့တူပါမယ်တပြရဟုတ်တယ်နော်ယူသွားတဲ့ ID နဲ့ဟုတ်ပါဆိုဟိုမှတ်ပုံတင်ဆိုလဲအကောင့်နဲ့လောက်ထိုင်ရင်အဲကိုအစ်တက်လောက်လိုက်ပြီဆိုချိန်မှာပြန်ရှာပါစေဟုတ်ရင်တော့အစ်တက်နဲ့တော့ရှိလို့မရအောင်အကောင့်ပါလဲအကောင့် cancel stamp ပါနေတော့ပြင်လို့ရှိရင်ဟုတ်โอเคအဲ့ဒါလေးတော့တတိထားမယ်နော်အဲ့တော့ဟုတ်တယ်ဆရာအဲ့ဒါတတိထားပါမယ်อืมโอเค passport အဲ့ဒါလေးလည်းတတိထားအင်းသူက time limitation ရှိတယ်ဒီ passport ဆိုရင် အဲ့တဲ့ renew လိုက်ပြီဆိုရင်သူတို့စီရော9ရက်ဆမ်မတ်ဖြစ်ခင်9ရက်အကွာပို့ရတယ်။အဲ့ဒီ quota အဲ့ဒါဆို9ရက်ကြောင်းရရဲ့ဆိုလဲမရရအောင်သူတို့အပြောလို့မရပါဘူး။အဲ့အဲ့အဲ့ဒီကကျွန်တော်တော့ package ဟုတ်ကဲ့တော့ဆက်အလေးတစ်ချက်ကြည့်ဦးစားရမယ် passport အာမပုံတင်နေအသေးဖြစ်သွားရင်မဖြေခင်9ရက်အတွင်းသူတို့ချိုးပြီး inform လုပ်ထားမယ်နော်။ဟုတ်ကဲ့ so အဲ့ဒါဆိုရင်ဆရာတို့အခု um ဒီ ောက်ဆုံးမိကွန်းလေးနှစ်ခုလောက်ဆက်ပေးမယ်ပေါ့နော်ဆက်ပထမမိကွန်းကပါလဲဆိုတော့အာဒီအခုဆရာတို့ဗီဒီယိုကြည့်နေမယ်ဒီចောင်းသားမိပါတွေဒါမှမဟုတ်ဆိုလို့ရှင်လေဒီ IELTS ကိုအာဖြည့်မဲ့ဖြည့်ဖို့ပြင်ဆင်နေတဲ့ចောင်းသူចောင်းသားတွေပေါ့နော်ဆိုတော့သူတို့တွေအတွက်ကိုဒါအဓိကပေးစင်တဲ့ advice เนาะအဲ့ဒါဆိုလို့ရှင်ဒါပါပါလေးပြောခြင်းလေเนาะအဲ့အဲ့လေးတစ်ချက်လောက်ဆရာတို့ပြောပေးပါ ဟုတ်အဓိကကတော့ဘယ်လိုပြောမလဲဆိုတော့ test အရင်မဖြေပါနဲ့အဲ့အဲ့ဒါလည်းအဓိကပြောစရာဟောပါလဲ mock test ကဟုတ်တယ် practice makes practice makes perfect ဆိုတော့ mock test ဖြေရမြားလေး familiar လေးဖြစ်နိုင်တယ်နဲ့ကြားလိုက်ရင်ကိုကဥပမာအဲ့ထား writing ဖြေလိုက်ရယ်6ရယ် okay ရပြီဒါပဲဆက်ဖြေနေမယ်ဘာမှ reflection လည်းမလုပ်တခြား mentality ကလည်းဟိုမှာ you criticism you ကိုဒီတိုင်းဖြေလိုက်မယ်ဆိုရင်တက်ဖို့ကခက်တယ်ဆက်ဟုတ်တော့ဒါဆိုလည်း break even point တခုရတာပေါ့အဲ့ဒီအချိန်မှာဆရာတို့ mail လိုက် online reference တွေ share လိုက်ကောက်ကူပြန်လေးပြန်လေးပိုင်းပိုင်းပိုင်းလို့လေးပြင်နေတယ်ပဲတက်သွားဆိုတော့ လန်နင်းကိုဒီလိုမျိုးကြီးပဲ straight forward line မလုပ်နဲ့ပါဒီ market စီလည်းမဖြစ်နဲ့ market လည်းနာတခြားကောကိုကိုကြိုက်တဲ့ဟာလေးလည်းနည်းနည်းရှိ grammar လေးဆိုလည်းမှတ်ထားကိုကြိုက်တဲ့စကားလုံးလေးတွေ notes နဲ့မှတ်ထားပါနော်အဲ့ဒီလိုပြီး synonym လေးရှာတာရှာပြီးကိုတုံးချင်တဲ့ညာ speaking နဲ့တုံးလိုက်ခြင်းနဲ့တုံးအဲ့ဒီ calculate လိုက်အဲ့လိုလေးရင်းရင်း incorporate လုပ်လိုက် ော့ grammar လေးတက်တယ် vocab လေးတက်တယ်ပေါ့ဟုတ်အဲ့လောက်ပါပဲဆက်ကျွန်တော်တော့အရန်ပါမရှိဘူးအချိန်လေးနည်းနည်းပေးရရမယ်ရှိတယ်ပေါ့အင်းတခြားစုမှာရှိရ IELTS class တွေနဲ့ပတ်သက်လို့သဘောအကျဆုံးအချက်ကိုပြောပါဆိုရင်ဘာလေးဖြစ်မလဲနော်အဲ့အဲ့ဒါလေးဆရာတို့တခြားလောက်ပြောပြပါဟုတ်တော့ကြာဆုံးဆိုတော့ဒီနောက်ပြန်ပြောလို့ပြန်လဲထပ်ပြောရရင်တော့ pressure အရင်မရှိရပါဘူးဆရာ။နောက်ဆုံး market fit ဖြစ်ရဆိုရင်တော့အဲ့လို pressure အရင်မရှိဘူး။ဘာဆိုရအဲ့လည်း class ချင်းရလဲတိုးတယ်။ဒါရရရရကတော့များမှာ class class ချင်းရလဲတိုးတယ်။ပြီးရင်ဒီ system ရဲ့ comment ပေးတာကအစား ကိုစုရအောင်ဟုတ်ပဲနဲ့ကိုတကယ် help လုပ်ချင်တဲ့ပုံစံလေးပေါက်ကြပါတော့နော်အဲ့လိုဆိုတော့ကိုကလည်းတခုခုမှားရဆိုပြီးမေးဖို့ကမကြောက်ဘူးမကြောက်ကြလို့မေးလိုက်ဘာလုပ်လိုက်ပြန်ပြင်လိုက်အဲ့လိုလေးပြင်ပြင်သွားရင်းနဲ့ပဲကိုကိုဒီ idea generation အစားပါတော့အကုန်လုံးဆိုလည်းအဆင်ပြေလာရဲ့အဲ့လိုလေးရှင်ပါမွေအတန်းထဲမှာစံပေါက်ချပြီးစာရေးပဲရှင်းနေပါတယ်ဆင်ပြေပါအဲ့လိုအဲ့လိုပါပဲဟုတ်ကြံတာတော့အရင်ဟိုလိုထူးထူးရှင်းပါ okay ဟုတ်ပါပြီအဲ့တော့အာကျေးဇူးတင်ပါတယ်နော်ဒီနေ့ဆရာတို့အချိန်ပေးပြီးတော့မှတားရဲ့ experience တွေပြပြပေးတာရဲ့မိကုန်းတွေကိုဖြည့်ပေးတာနော် okay